ားလုံးပဲမင်္ဂလာပါ Let's talk the new channel ကနေကြိုဆိုပါရရှင်2030ရွေးကောက်ပွဲအကွက်ပြန်ခင်းပြီးအနိုင်ယူဖို့စိတ်အားထက်သန်နေတဲ့ကြံခိုင်ရေးပါတီဆိုတဲ့တည်င်းဆောင်ပါကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကဒီနှစ်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပဖို့ရက်သက်မှတ်ပြီးပြီလို့ပြီးခဲ့တဲ့မေလ16ရက်နေ့ကပြောကြားလိုက်ပါတယ်။အဲ့ဒီနောက်မရှိမနှောင်းဖြစ်တဲ့ဒီနှစ်မေလ16ရက်မှာပဲစစ်တပ်အတွင်ပြောင်းပြည်အောင်စုကြန့်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီက ရှေ့တွက်လက်တွက်ပဲကိုယ်စလဲလောင်းနဲ့ရွေးချယ်ထားပြီးပြီဖြစ်ကြောင်းထုတ်ပြောလာခဲ့ပါတယ်။ဒါဟာမတိချားတဲ့ရေကောက်ပွဲကိုကျင်းပဖို့၅လကျော်လိုအပ်နေသေးတဲ့ချိန်မှာပဲအစောဆုံးထုတ်ပြောလာတာဖြစ်ပါတယ်။ဘွေရပညာသက်80ရာခိုင်နှုန်းပါဝင်တဲ့ကိုယ်စလဲလောင်းတထောင်ကျော်နဲ့စစ်ကောင်စီရေကောက်ပွဲကိုဝင်ပြိုင်မှာဖြစ်ကြောင်းစက်ခံရေးပတိပြောရေးဆိုခွင့်ရှိသူတွေထဲကတအုပ်ဖြစ်တဲ့ဒေါက်တာနန္နာလမြင့်ကပြောကြားလိုက်တာပါ။ ူတို့ဟာ2015နဲ့2020ပြည်နှစ်အထွေထွေရေကောက်ပွဲတွေမှာတိုင်ဖက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ပါတီကိုခွက်ခွက်လန်အောင်ချုံနှက်ခဲ့ရသူတွေဖြစ်ပါတယ်။ USDP အနေနဲ့ရထားတဲ့ကိုယ်စားလှယ်လောင်းတထောင်ကျော်ထဲမှာဒေါက်တာဘွဲ့မဟာဘွဲ့နဲ့တခြားဘွဲ့ရပညာသက်80ရာခိုင်နှုန်းကျော်ပါဝင်မှာဖြစ်တယ်လို့သူ့ပါတီဝင်တွေနဲ့တွေ့ဆုံချိန်မှာပြောကြားသွားတာပါ။ ကိုယ်စားလှယ်တွေရဲ့ပညာအရေးချင်းကတော့ဒေါက်တာဘွဲ့ဆရာဝန်ပညာရပ်ဆိုင်ရာဒေါက်တာဘွဲ့60ဦးမဟာဘွဲ့နဲ့တခြားဘွဲ့ရသူ829ဦးစုစုပေါင်း889ဦးရာခိုင်နှုန်းအပြင်80ရာခိုင်နှုန်းပါဝင်ပါတယ်လို့ဒေါက်တာနာနာလမြင့်ကပြောပါတယ်ဒါအပြင်စစ်တပ်ကနေအငိမ့်စားယူပြီး USDP ပါတီကတဆင်ရွေးကောက်ပွဲဝင်ရောက်ရှင်းပြမယ်ကိုယ်စားလှယ်လောင်းဦးရေက88ဦးရှိတယ်လို့ပြောပါသေးတယ် တက်မတော်တာအငိမ့်စား88ဦးဆိုတာကအခုမှတက်မတော်ကအငိမ့်စားယူပြီးပါတီကိုကိုစားပြုဝင်ရောက်ရှင်ပြိုင်တာမဟုတ်ပါဘူး2010 2015ခုနှစ်တွေကတည်းကအငိမ့်စားယူထားရသူတွေဖြစ်ပါတယ်လို့ဒေါက်တာနန္ဒလာမြင့်ကရှင်းပြပြောဆိုပါတယ်နောက်ပြီးကိုစလေရွေးချယ်မှုအပိုင်းမှာပြဿနာအ ਨੇ ဆုံးပုတ်တိုက်မှုအ ਨੇ ဆုံးဖြစ်အောင်စီစဉ်ဆောင်ရွက်ခဲ့တယ်လို့လည်းရှင်းလင်းပြောကြားသွားပါသေးတယ်စစ်ကောင်စီက2020ပြည်내ရွေးကောက်ပွဲကို ဥဆောင်ကျင်းပခဲ့ပြီးအနိုင်ရခဲ့တဲ့ NND ပါတီကမဲလိုက်မဲခိုးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့2021 February တရက်မှာအာဏာသိမ်းခဲ့ပါတယ်။သူတို့ကပဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပပေးမယ်ဆိုပြီးအသေးအတန်ဆိုင်းပြင်းနေကြတာဖြစ်ပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်ကမေလပထမပတ်အတွင်းတွားရောက်ခဲ့တဲ့ရုရှားနဲ့ဘယ်လာရုခီးစင်အတွင်းရွေးကောက်ပွဲကိုအစောဆုံးအနေနဲ့ဒီနေ့ဒီဇင်ဘာနောက်ဆုံးပတ် ဒါမှမဟုတ်လာမယ့်2026ခုနှစ်ဇန်နဝါရီပထမပတ်အတွင်းကျင်းပမယ်လို့ပြောဆိုခဲ့တာပါ။အဲဒီနောက်စစ်ကောင်စီရွေးကောက်ပွဲကိုတာဝန်ယူကျင်းပပေးမယ်။ရွေးကောက်ပွဲကော်မရှင်ကဒီနှစ်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပဖို့ရက်သတ်မှတ်ပြီးပြီဖြစ်တယ်လို့ပြီးခဲ့တဲ့မေလ16ရက်နေ့ကထုတ်ပြောထားပါလေ။ စစ်တပ်ကဒုတိယအကြိမ်မြောက်လုပ်ဖို့ကြံရွယ်နေတဲ့ဒီရွေးကောက်ပွဲကို2010ပြည့်နှစ်မှာကိုရိုင်းဇက်ညွန်ရေးပြီးအနိုင်ယူခဲ့တဲ့ကြန့်ခိုင်ရေးပါတီအပါအဝင်ဒေါ်တတက်ခိုင်ဦးဆောင်တဲ့ပြည်သုံးလုံးပါတီလို့အများခေါ်ကြတဲ့ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ဦးကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီတို့ကဝင်ရောက်ရှင်ပြိုင်ဖို့တင်ဆက်မှုတွေဆော့ဆော့ဆီဆီလှုပ်ဆောင်နေကြတာဖြစ်ပါတယ်ဒီပေါ်2020ပြည့်နှစ်အတွင်း မဲထွက်ပေးခဲ့သူဒီမိုကရေစီလိုလားသူတွေကလည်းတတိထားမိနေကြပါတယ်2030ရေကောက်ပွဲလို့သူတို့နိုင်မယ်လို့ထင်ပြီးပြင်ဆင်နေတာဖြစ်လိုက်မယ်လို့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတို့ကပြောပါလေ။တမိုင်းတစ်ချောက်တစ်ကြိမ်တည်းသာကြန့်ခိုင်ရေးပါတီအနိုင်ရခဲ့တဲ့2030ပြည်နယ်ရေကောက်ပွဲအတွင်းတူလူကုတ်ဖတ်တာတွေကိုရေကောက်ပွဲဦးဆောင် ကျင်းပတဲ့ရေကောက်ပွဲကော်မရှင်ကစလို့ရက်ကြေအုပ်ချုပ်ရေးမှုနဲ့ဆရာဆရာမတွေအထိထည့်သွင်းကျင်းပခဲ့တာအားလုံးအကြည့်ပါပဲ။ အဲ့ဒီတုန်းကရေကောက်ပွဲနေ့ညနေပိုင်းမှာကြိုတင်မဲလို့ခေါင်းစဉ်တတ်ထားတဲ့မဲပုံးတွေအချိန်မလတဲ့နေရာအတီးတီးကိုရောက်ခဲ့တာအလုံးအမတ်ရနေကြအောင်မှာဖြစ်ပါလေဒီဖြစ်ရက်ကမြန်မာကြော်ခဲ့တယ်လို့ကဘာလဲအတိပါပဲအခုလဲအဲ့ဒီလိုအကွက်တခင်မို့လုံနေပြီလို့အဲ့ဒီအကြောင်းတိထားသူတွေကပြောပါတယ်ရက်ကြီးအုပ်ချုပ်ရေးမှုတွေအကုန်လုံးလို့လို့သူတို့လူတွေထည့်ထားပြီးသွားပြီလို့လိုင်းတာယာမြို့နယ်နေသူတအူးကပြောပါတယ် ရွှေပြည်သားမရန်ကုန်တကုံလေးမြို့နယ်နဲ့ရန်ကုန်ကမြို့နယ်တချို့မှာလည်းအလားတူပဲလို့သိရပါတယ်စစ်တပ်အတွင်ပြောင်းကြန့်ခိုင်ရေးပါတီကိုသူတို့ပါတီဝင်တွေကလွှဲပြီးဘယ်ပြည်သူမှမထောက်ခံတာသူတို့ကိုယ်တိုင်အတိပါပဲတို့တော့မျက်စိစုံမိုင်းလို့ပြည်သူပြည်သူလို့ဗဇက်ဖြာကမချပဲအာနာကိုတရေတမျက်များနဲ့ငငန်တက်ရယူဖို့စ조사နေကြပါတယ်အခုတော့သူတို့အကွက်ထဲမြန်မာပြည်သူတို့ရဲ့ကန့်စိုးမိုးမောင်းကြမှုအစိုးကြတန်တရားလဲဘင်းဟာတပတ်ပြန်လည်လာခရရပြန်ပါတယ် ရန်ကုန်မြို့လိုင်းသားရမြို့နယ်တွင်နေထိုင်သူအသက်40ဝန်းကျင်အရွယ်ရှိအမျိုးသားတအူးကတော့အခုလိုမှတ်ချက်ပေးပြောပါတယ်။ဒီကိုတဲရင်ပြန်ရမှာဒီလိုအခွင့်အရေးသူတို့မှမတက်ကြွရင်ဘယ်သူတက်ကြွမလဲ။သူတို့လည်းဒီလိုအချိန်မှပဲခွေးကတဲ့ဘဘွားကလွတ်မာလေ။စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုကန့်ကွက်မယ်။ဒါဟာအတူရအလိန်ညာရွေးကောက်ပွဲတာဖြစ်လို့စိတ်ဝင်စားဘူး။မဲလည်းမပေးဘူးလို့လူထုကတွေးတောနေကြပေမယ့်။တန့်ခိုင်ရေးသူတတိုက်ကတော့ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုတဲ့အိမ်မက်ကိုလလကြီးမှတ်နေကြပါပြီ။ဒါကိုသူတို့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာဇွတ်ကြိုတင်ပြင်ဆင်နေမှုတွေကတက်တေးတည်နေပါတယ်။ဒါပေမဲ့တော်လိုင်းရင်အားစုတွေဘက်ကတော့ကန့်ကွက်ရှုတ်ချကြောင်းပြောဆိုနေကြတာထက်မပိုသေးပါဘူးချင်း။ ။သတင်းဆောင်မလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မြန်မာပြည်သူပြည်သားအားလုံးမင်းဆုံမင်းညစ်ပေးတဘာဝပေးစစ်ပေးတို့ကနေအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေ။ကျမတို့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။ကျမနေပါ